ားလုံးမင်္ဂလာပါရှင်ဒီကျမဆင်းနေပေးနေတယ်ပေါ့နော် parenting ပေါ့နော် parenting education မိဘပညာပေးခြင်းပေါ့နော်ကျမတို့ကလေးတွေကိုကြီးပြင်းအောင်ပြုစုပြောထောင်ခြင်းပုံစံနေနဲ့မိဘပညာပေးခြင်းဆိုရဲကြားရလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါလေရှင်အဲ့မှာဆိုလို့ရှိရင်ကျမတို့ပေါ့နော်မနေ့တော့ဟာဆိုရင်အဲ ကလေးတွေဟာပျော်ရွှင်စွာသူတို့ရဲ့ငယ်ဘဝမှာပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာတာပျော်ရွှင်တဲ့မိဘတွေကြောင့်ဖြစ်တယ်လို့ပဲအဲအမှုချင်းပြဿနာ ကြည့်တဲ့ကလေးတွေဟာလည်းပဲပေါ့နော်မိဘတွေရဲ့စိတ်ပြည့်စုံမှုတွေဟာအဲကလေးတွေပေါ်မှာရိုက်ခတ်မှုကြောင့်ဒါအမှုချင်းပြဿနာရှိတဲ့ကလေးတွေဖြစ်လာကြတယ်ပေါ့နော်ဖြစ်လာတတ်ကြတယ်အဲ့လိုပါပဲအဲဒါကြောင့်မိဘတွေဟာစိတ်ပြည့်စုံမှုနည်းတဲ့မိဘမျိုးတွေဖြစ်အောင်မိစိတ်ပြည့်စုံမှုနည်းတဲ့မိဘတွေကနေပြီးတော့စိတ်ပြည့်စုံမှုနည်းတဲ့ကလေးတွေကြီးပြင်းလာကြတယ်ပေါ့နော်အဲ့တော့ကြတော့ကိုယ့်ရဲ့စိတ်ပြည့်စုံမှုတွေကိုလည်းပဲသိရှိထားပြီးတော့ပေါ့နော်ဒါမျိုးတွေဒီဒီစိတ်ပြည့်စုံမှုတွေကိုဘယ်လိုလေး တွေနဲ့ပေါ့နော်ကျမတို့တွေဆောင်ရွက်ကြမှာလို့ဆိုတာလေးတွေဟာအရေးကြီးပါတယ်။ဒါကြောင့်ကျမတို့အကြောင်းရင်းကိုသိအောင်ရင်းရှာမယ်။အကြောင်းကိုသိပြီးဆိုတော့မှဆက်ပြီးတော့ဒါမျိုးလေးတွေကိုကျမတို့တွေအဲမိမိရဲ့စိတ်သဘောထားထဲမှာကလေးတွေကိုပေါ့နော် ရှင်သန်ဖွံ့ဖြိုးတဲ့အခါမှာ တကယ်ကိုပဲ အဲချစ်ခင်တွေတွေ့ချစ်ခင်မှုတွေအပြန်အလှန်နားလည်ပေးနိုင်မှုတွေအဲဒုံကြုံစိတ်ချပြီးတော့ပေါ့နော်ကယူစိုက်ပေးနိုင်တဲ့အဲပြုစုပြောထောင်ရင်းပုံစံလေးဖြစ်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့အဲ့လိုမျိုးလေ့ကျင့်ပေးဖို့နိုင်ဖို့အတွက်ပေါ့နော်ကျမတို့ရဲ့မိဘတွေမှာအဲစိတ်ပိစီးမှုဖြစ်စေတဲ့အကြောင်းရင်းတွေ ဘလို့အကြောင်းရင်းတွေရှိမှာတော့အဲ့ဒီအကြောင်းရင်းလေးတွေကိုကျမခဏဆွေးနွေးပေးသွားမှာပါမိဘတွေမှာစိတ်ပစ္စည်းမှုဖြစ်ရတဲ့အကြောင်းရင်းတွေပေါ့နော်အကြောင်းရင်းတွေကတော့မျိုးစုံရှိနေနိုင်တယ်အဲ့ဒီထဲမှာကျမအချို့ကိုထုတ်ပြီးတော့ဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီခါမှာ SM ကျမတို့ရဲ့မိဘတွေမှာစိတ်ပစ္စည်းမှုဖြစ်ရတဲ့အကြောင်းရင်းတွေပေါ့နော်အတိတ်ကပြီးခဲ့တာတွေနဲ့ပဲအသက်ရှင်နေတာတဲ့အဲ့ဒါကျမရှေ့မှာဇနီးထဲမှာလည်းပါတယ်ပေါ့နော် အဲကျွန်တော်တို့တုန်းကဘလူပါကူကတော့ဘလူဘလူတွေဖြစ်နေတာပါပေါ့အတိတ်မှာပဲကြံနေခဲ့တယ်ကျွန်တော်တို့ပြောင်းလဲလာတဲ့အခြေအနေတွေပြောင်းလဲတယ်ဆိုတာအရာရာ ပြောင်းလဲနေတာရာသီဥတုလည်းပြောင်းလဲနေတယ်လို့ပဲဖွံ့ဖြိုးတိုးတက်မှုတွေကအဲပြောင်းလဲနေတယ်နောက်တစ်ခါလူတွေရဲ့အတွေးခေါ်တွေအပြုအမူတွေအများကြီးပါပဲစသည်ဖြင့်အရာရာတိုင်းကပြောင်းလဲနေတာဖြစ်တဲ့အတွက် ဟိုကျမတို့ရဲ့အဲဒူးချင်းမိဘတွေရဲ့ပေါ့နော်သူသမီးကျမမိဘပညာပေးခြင်းအဲစီစဉ်ဆိုတော့ parenting education ကိုကျမဆွေးနွေးပေးနေတာဆိုတော့မိဘတွေရဲ့အတွေးတွေဟာလည်းပဲကျမတို့ပေါ့နော်ဒါကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပေါ့နော်အဲ ပြောင်းလဲနိုင်ရမယ်လိုက်ပါပါဝင်ပြောင်းလဲနိုင်ရမယ်မိရဲ့တွေးတွေရောပါအဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့အတိတ်မှာပဲကြံနေခဲ့မယ်ဆိုရင်အတိတ်မှာတော့ဟာဘာတွေပါအတိတ်မှာတော့ဟာဘလူတွေပါနဲ့အဲ့ပဲအဲ့အတိတ်မှာပြီးခဲ့တာတွေနဲ့ပဲအသက်ရှင်နေမယ်ဆိုရင် စိတ်ပီစီးမှုတွေကဖြစ်ပေါ်လာစေမှာလည်းဖြစ်ပါတယ်ကျမတို့အဲပြောင်းလဲနေတဲ့အကြောင်းအရာတွေကိုလိုက်ပါပြီးတော့ပေါ့နော်တက်တောင့်တက်တာဖြစ်အောင်အဲမိမိရဲ့တွေးတွေထဲမှာစိတ်ပီစီးမှုတွေနည်းသွားအောင်အဲကိုကိုကိုပေါ့နော်ဒါလေ့ကျင့်မှုလိုအပ်ပါတယ် အဲနောက်တစ်ခုကကြတော့လေကျမတို့အနှုတ်တဘောအနှုတ်လက္ခဏာဆောင်တဲ့အပျောတွေပေါ့နော်ဇရိုက်တွေရှိနေတတ်တယ်အများတန်းကျမတို့အဲခုနကျမတို့ရှေ့မှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေမှာပါတယ်30ရာခိုင်နှုန်းနဲ့60ရာခိုင်နှုန်းတကယ်မိမိစိတ်အတွေးထဲမှာဖြစ်ပေါ်နေတဲ့ရာခိုင်နှုန်းက အဲ90ရာခိုင်နှုန်းပေါ့နော်တကယ်လက်တွေ့ဖြစ်တာ10ရာခိုင်နှုန်းပဲရှိရဲ့အဲ့တော့ကျမတို့ရဲ့ကောင်းမွန်တဲ့အတွေးတွေကို90ရာခိုင်နှုန်းတွေးမိမယ်ဆိုရင်တကယ်ကိုကောင်းမွန်တဲ့အရလက်တွေကိုရလာစေနိုင်မယ်ဒါကြောင့်ကျမတို့ရဲ့အဲကျမတို့ရဲ့မိဘတွေပေါ့နော် ကျမတို့လေးစားရတဲ့အဲကျမအလေးနဲ့တန်ဖိုးထားရတဲ့ကျမတို့ရဲ့ key player တွေဖြစ်တဲ့ပေါ့နော်မိဘတွေရာလည်းပဲအနောက်လက္ခဏာဆောင်တဲ့အပြောတွေဇယိုက်တွေကို ဒါတကယ်ကိုပေါ့နော်ရှော့ချဖို့လိုအပ်တယ်ဒီလိုအနှုတ်လက်ခန္ဓာဆောင်တဲ့အပြောတွေဇယိုက်တရားလည်းပဲအဲစိတ်ဖိစီးမှုကိုဖြစ်စေတာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ကလေးတွေရဲ့အမားတွေကိုလက်မခံနိုင်တာ။အဲကလေးဆိုတာမမားဘူးလို့များစိတ်ထဲမှာခံယူထားကြသလားပေါ့။အဲဒါလေးကလည်းအင်မတန်ကိုပဲဟိုပေါ့နော်ကျမတို့တို့အရေးကြီးရပါလူသားတိုင်းကမှားတတ်ကြတယ်။မှားတတ်တယ်တဲ့ အရွယ်ရောက်လာတဲ့မိမိဒီကဲတော့တကယ်ကိုပေါ့နော်လူကြီးဖြစ်လာမှသာအမားတွေဟာတဖြည်းဖြည်းနေသွားစေတာလည်းဖြစ်တယ်။ကလေးဘဝမှာတော့သူတို့တွေဟာမှားရကြတယ်။ဒီအမားတွေဟာအိုးတို့တွေပေါ့နော်မိဘတွေလူကြီးမိဘတွေပြုပြင်မှုအတွက်ကလေးကိုအခွင့်အလမ်းရတာပဲလို့မြင်ပြီးတော့ ကလေးရဲ့အမားတွေကို အမှန်လမ်းကြောင်းမှန်ပေါ်ရအောင်နှွေးတွေးချစ်ခင်အပြန်အလှန်နားလည်မှုတွေနဲ့ပေါ့နော်ဂယုဒဇိုက်နဲ့လုံခြုံမှုရှိစွာနဲ့ပြုရင်ထိန်းချောင်းပေးကြရမှာလည်းဖြစ်ပါလေရှင်။ဟိုကလေးမားလိုက်ရင်ကြာရင်လေဗလာလေးတောင်မားရသလား။ဒါလေးတောင်မလုံတက်ရဘူးလား။ဒီလိုမျိုးတွေဘာလို့လုံထားတော့မို့ဒီလိုမျိုးအတွေးတွေနဲ့ပေါ့နော်ကလေးရဲ့အမားကိုလုံးဝကိုလက်မခံနိုင်တာ။ အဲဒါမျိုးတွေကလည်းစိတ်ပစ္စည်းမှု ဖြစ်စေတယ်။ဒါမျိုးလေးတွေကို အမားဖြစ်လာလို့ရှိဒီမားတွေကလေးရဲ့အမားလောက်တာတွေတွေ့လာလို့ရှိရင်လည်းအဲဒီလူကြီးမိဘအုတ်ထိန်တဲ့သူတွေကဲကဲပါတွေဟာတကယ်ကိုကလေးကိုပြုပြင်ပေးနိုင်မှုအတွက်ပြုပြင်ပေးဖို့အတွက်အခွင့်အလမ်းတွေရရှိလာတယ်လို့မြင်လိုက်ရင်ကျမတို့စိတ်ပိစီးမှုတော့ အတန်အသင့်တော့ရောကြသွားစီပါလေဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းကမှားရတဲ့ဒီအမားတွေကိုလူကြီးမိဘတွေကနေပြီးပြုပြင်ပေးကြရမယ်။ကလေးရဲ့အမားကိုလက်ခံနိုင်ရမယ်။ဒါမှငယ်ငယ်မှာအမားရှိခဲ့တယ်ဆိုရင်ဒီလိုမျိုးအမားမရှိအောင်ဘလို့ဆောင်ရွက်ရမယ်ဆိုရင်ထိန်းချောင်းပေးလိုက်ခြင်းအပြင်အမားနဲ့တဲ့အဲနောက်ကြရင် လူကြီးတွေဖြစ်အဲ ေါ်ထွက်လာစေမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့ကလေးတွေအမားတွေကိုလက်ခံနိုင်ရမယ်၊လက်ခံပေးရမယ်၊ထိန်ချောင်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကလေးတွေကိုအမြဲတစေအပြစ်ရှာနေတာအပြစ်ရှာတတ်တဲ့မိဘအကြတော့အပြစ်ရှာရတာပါ။အဲ့ဒါမျိုးတွေဟာလည်းပဲကျမမကောင်းပါဘူး။ကလေးပါလေးပဲလှုပ်လိုက်လှုပ်လိုက်စီတဲမှာကြည်နဲ့ကြည်လည်မှုမရှိဘူး။အဲပေါ့နော်။ဒါမျိုးတွေနဲ့ပေါ့အပြစ်ပဲအမြဲတစေရှာနေတတ်တာ ကျမဆိုတွေ့ဘူးတယ်ပေါ့နော်။ တကယ်ကိုသူတို့ရဲ့မိသားစုလေးဆိုရင်ပညာလည်းတက်တယ်ငွေချေးလည်းပညာလည်းတေးကြီးပါပဲအိမ်တိန်လုံးမှာငွေချေးလည်းတကယ်ကိုပဲဟိုပေါ့နော်အလေလက်အဆင့်တက်ကိုမြင့်ပါတယ်သို့တော်ညာလည်းကလေးပေါ်ပြုတ်မှုတဲ့ဆက်ဆံတဲ့နေရာမှာအပြစ်ကြီးရှားနေတော့အဖေလုတဲ့သူနဲ့ပေါ့နော်အထူးသဖြင့်အဖေကရှေ့ကမ်းမှာနေရင်ကလေးကနောက်ခန်းကိုသွားတယ် အပြင်နောက်ကမ်းမှာသမင်းစားကမ်းမှာရှိနေကလေးကအိမ်ရှိကမ်းကိုသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ကလေးကိုမြင်လိုက်လို့ရှိရင်အပြစ်ရတတ်တဲ့ဖခင်နာမှာကလေးကအဲမကတ်တော့ဘူးကလေးနဲ့တကယ်ကိုတီးကြစီဖြစ်သွားတယ်ဒါတကယ်လက်တွေ့ဘဝမှာကြတော့ အဲလိုအပ်ချက်တွေအများကြီးရှိသွားစေနိုင်တယ်။အဲသူကိုယ်သူယုံကြည်မှုတွေသူကိုယ်သူကာကွယ်ဆောင်ရှားတတ်မှုတွေအဲပေါ့နော်တကယ်ကိုပေါ့နော်ကျင့်ကြံခံနိုင်တဲ့စွမ်းရည်တွေဒါမျိုးတွေရောကြသွားစေတာဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုပေါ့နော်အပြစ်ရှာတာဟာမကောင်းပါဘူးရှင်။အဲ့တော့ဒီလိုမျိုးအပြစ်တွေအမြဲတစေရှာနေပြီဆိုရင်အဲ့ရှာတဲ့မိဘတွေမှာလည်းပဲစိတ်ဖိစီးမှုတွေ ကိုဖြစ်ပေါ်လာစေမှာလည်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကျမတို့ကလေးတွေနဲ့စကားပြောတဲ့အခါမှာတဲ့ကိုယ့်ရဲ့အမြင်ကိုပဲလက်ခံတာ။အမြင်အမ်းပေါ့နော်ကျမတို့လူကြီးတွေအမြင်အမ်းကျမတို့တွေတွေ့ဘူးရတယ်။ကိုယ့်အမြင်မှ အမှန်အဲပေါ့နော်မင်းကတော့ကလေးပဲငါပြောတာပဲလက်ခံပေးရမှာ။ တော့ကလေးကိုကလေးလိုပဲသဘောထားပြီးဆက်ဆက်နေအဲကလေးကငါလောက်မသိပါဘူးငါလို့မမြင်တတ်ပါဘူးပေါ့စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြုမှုဆက်ဆက်တဲ့ချင်းဟာလည်းပဲကျွန်တော်တို့စိတ်ပိစီမှုဖြစ်စေပါတယ်ကလေးကလည်းပဲကလေးနဲ့လျော်ညီတဲ့အတွေးကောင်းတွေပြုမှုကောင်းတွေရှိနေနိုင်တယ်ကလေးတွေရဲ့အမြင်ကိုလည်းပဲလူကြီးမိဘတွေကလက်ခံပေးရမယ်ဆိုတာလေးကို အပြောင်းလဲလိုက်မယ်ဆိုရင်စိတ်ပိစီးမှုရောကြသွားစီမှာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကလေးတွေကိုကလေးရင်နဲ့စကားပြောတဲ့အခါမှာအဲကိုယ့်ရဲ့အမြင်ကိုပဲလက်ခံပြီးတော့ကလေးရဲ့အတွေးတွေလက်အမြင်တွေကိုလက်မခံပေးခြင်းရလည်းပဲစိတ်ပိစီးမှုကိုဖြစ်စေပါတယ်။နောက်တစ်ခုအာနာသုံးတာငါအဖေပဲ ငါအမေပဲငါပြောတာနားထောင်ရမယ်ဒါမျိုးဆိုရင်သေးကြတဲ့အဲ့မိဘတွေမှာစိတ်ပြည့်စည်မှုတွေဖြစ်နေပြီအာနာသုံးညင်ရလဲမကောင်းဘူးမိမိကိုယ်တိုင်တော့မိမိအာနာကိုမကြိုက်တယ်လို့ပဲသူတစ်ပါးကိုလည်းအာနာမပြဘဲနဲ့ပေါ့နော်အဲကလေးပြောဆိုတတ်ဖို့လိုတယ်အဲအဲ့လိုမျိုးအာနာသုံးပြီးရောအာနာပြပြီးစကားပြောလို့ရှိတဲ့သူတွေဟာစိတ်ပြည့်စည်မှုများတဲ့သူတွေဆိုတာကျမတို့အဓိကလိုမျိုးပေါ့နော်ဒီကျမတို့အဓိက parenting education အကြောင်းလေးကိုလေ့လာခြင်းအပြင်ကျမတို့သိရှိလာစေတယ် နောက်ကလေးတွေကိုကောင်းတဲ့ပေါ့နော်မတူတဲ့အတွေ့အခေါ်ခံယူချက်တွေရှိရဆိုတာကိုမိနေတတ်တာတဲ့ကျမတို့ကလေးတွေကိုကျမတို့လူကြီးမိဘတွေကကျမတို့ပြောတာပဲနားထောင်ကျမတို့ပြောတာမှအမှန်ကျမတို့ရဲ့အမြင်ဒီတာအဲပေါ့နော်ဟိုအကောင်ဆုံးပေါ့ဒါမျိုးတွေနဲ့ပြောချက်ကြတယ် ဲ့ဒါလေးအဲ့လိုမျိုးတွေးရနေပြီဆိုရင်ကျွန်တော်တို့စိတ်ပြီးစီးမှုတွေများနေမှာပါအဲ့တော့ကျွန်တော်တို့ရဲ့ကလေးတွေမှာလည်းပဲကောင်းတဲ့အတွေးခေါ်တွေရှိနေနိုင်တယ်မတူတဲ့အတွေးခေါ်တွေကိုလည်းကျွန်တော်တို့လက်ခံပေးဖို့လိုအပ်တယ်နောက်ပြီးတော့သူ့မှာသဘောထားခံယူချက်အတွေးခေါ်တွေကကိုယ်သဘောထားခံယူချက်နဲ့သူ့ရဲ့ခံယူချက်နဲ့တူချင်မှတူမယ်ဒါမျိုးတွေကိုလည်းလက်ခံပေးဖို့လိုအပ်တယ်ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ပြီးစီးမှုတွေရောကြနိုင်တယ်အဲ့တော့စိတ်ပြီးစီးမှုဖြစ်စေတဲ့အကြောင်းအရာတွေကိုကျွန်မကဆွေးနွေးပေးခြင်း ြစ်တဲ့အဲကလေးတွေမှာကောင်းတဲ့မတူတဲ့အတွေးခေါ်ခံယူချက်တွေရှိတယ်ဆိုတာကိုလူကြီးမိဘတွေကမေ့နေတတ်တယ်။တီလမျိုးမေ့နေတတ်ပြီဆိုရင်တော့စိတ်ပီစီမှုတွေရှိနေပြီပေါ့ရှင်။အဲ့တော့လူတိုင်းမှာပေါ့နော်ကလေးတွေမှာမတူတဲ့သဘာဝတွေရှိတယ်ဆိုတာလက်ခံပေးရမယ်။ဒီကလေးတယောက်ကဒီသဘာဝရှိပေမဲ့နောက်ကလေးတယောက်ကအဲဒီတဘာဝကြီးတော့ရှိချင်မှရှိမယ်နောက်တစ်မျိုးပြောင်းပြီးတော့ရှိနေနိုင်တယ်အဲတူရင်လည်းတူနိုင်တယ်ပေါ့အမွာတွေတောင်တော့ကျမတို့ဇီယလက္ခဏာကမတူကြတာဆိုတော့ အဲမတူတဲ့သဘာဝရှိတယ်ဆိုတာလေးကိုလက်ခံပေးတတ်ရမယ်။နောက်ပြီးတော့ပေါ့နော်။ဘာပဲဖြစ်ဖြစ်သေချာပြောဆိုတာမရှိတာပေါ့။အဲကလေးတွေကိုတည်တည်ချာချာပြောဆိုဆက်ဆံတာမရှိတာ။အဲဒါမျိုးတွေဆိုလို့ရှိလို့ရှိရင်လည်းကျမတို့စိတ်ဖိစီးမှုတွေများနိုင်တယ်။တည်တည်ချာချာပြောဆိုဆက်သွယ်ပြောဆိုခြင်းဟာအင်မတန်ကောင်းမွန်တဲ့ရလဒ်တွေကိုရစေတယ်။ဒါကြောင့်ကလေးတွေကိုဆက်သွယ်ပြောဆိုတာမရှိဘူးဆိုရင် အဲစိတ်ပစ္စည်းမှုတွေဖြစ်လာနိုင်တယ်မျော်မှန်းချက်အမြင့်ကြီးထားတာမိမိကလေးရဲ့ temperament ကဘယ်လောက်ရှိရတော့မိမိကလေးရဲ့ personality ကဘယ်လောက်ရှိရတော့ဆိုတာပေါ့နော်ဒါမျိုးတွေကိုမသုံးသက်ဖဲနဲ့အမျော်မှန်းချက်တွေအမြင့်ကြီးထားပလိုက်တဲ့အခါမှာမိမိမျော်မှန်းတဲ့အတိုင်းမဖြစ်လာဘူးဆိုရင်စိတ်ပစ္စည်းမှုတွေဖြစ်ပေါ်လာတတ်တယ်မျော်မှန်းချက်ကြီးရင်ကြီးသလိုပဲမိမိရဲ့အတွေးတွေမှာပို့ပြီးတော့ပူပန်တော့ကဆိုတာဖြစ်လာတယ်အဲ့ဒီပူပန်တော့ကတွေကစိတ်ပစ္စည်းမှုဖြစ်စေတဲ့အကြောင်းရင်းတွေလည်းဖြစ်ပါတယ်ရှင်အဲ့တော့ အဲ့တော့ကျမယနေ့မှာဆိုရင်မိဘတွေမှာဖြစ်ပေါ်ရတဲ့စိတ်ပိစီးမှုဖြစ်ရတဲ့အကြောင်းရင်းလေးတွေကိုဆွေးနွေးပါဆွေးနွေးပေးသွားရလဲဖြစ်ပါတယ်ရှင်။အဲ့တော့ဟိုနောက်နေ့မှာလည်းပဲပေါ့နော်ဒီလိုမျိုးစိတ်ပိစီးမှုတွေဖြစ်ရတဲ့အကြောင်းရင်းတွေကိုဒီကိုဆက်လက်ဆွေးနွေးပေးရင်းနဲ့ပေါ့နော်ဘလို့နည်းလမ်းလေးတွေနဲ့အဲဒါမျိုးတွေကိုကျမတို့ဖြေလျှော့ကြမှာတော့ဆောင်ရွက်ကြမှာတော့ပြုပြင်ကြမှာတော့ဆိုတဲ့အကြောင်းလေးကိုဆက်လက်ဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ ဒီလိုမျိုးစိတ်ဖိစီးမှုတွေဆိုတာဖြစ်တတ်ကြတယ်။ဒါမျိုးတွေကိုဘလို့ကျွားတို့ရင်ဆိုင်ကြမလို့ဆိုတာလေးကိုဆက်လက်ဆွေးနွေးပြသွားပါဦးမယ်လို့ပြောကြားရင်းနဲ့ကျွန်မရဲ့ရင်းနှီးဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။